ကိုကတယောက်ယောက်ကိုဆုပ်ကိန်ထားတဲ့အခါအဲ့ဒီလူကကိုအနာမှာရှိမနေဘဲနဲ့အဲ့ဒီလူကိုလွှတ်ချလိုက်တဲ့အခါမှအဲ့ဒီလူကကိုနားကိုပြန်ရောက်လာတယ်။အဲ့ဒါဘာဖြစ်လို့လဲ energy တွေဘလို့အလုံးလုံးတလေးဆိုတာကို သိရှင်ပါတယ်ဆိုတော့ comment တစ်ဆောင်ကို ဖြည့်ပေးမှာဖြစ်ပါတယ်ဒီတော့ပထမဦးဆုံးအနေနဲ့ဆုပ်ကိန်ထားတယ်ဆိုတဲ့စကားကိုစဉ်းစားကြရအောင်ဆုပ်ကိန်ထားပါတယ်ဆိုကတိက ရလဲကိုဆွေးလဲနေတာအဆွေအလင်းရှိ attachment ဖြစ်နေတာအဲ့တော့အဆွေအလင်းသည်ကောင်းတဲ့ emotion မဟုတ်ဘူးမကောင်းတဲ့ emotion negative အတွေ့အကြုံတွေထဲမှာပါတယ် negative feeling negative emotion တွေထဲမှာပါတယ်ဒီတော့ ဒီစောက်ကင်ထားတွေဆိုတာကိုစဉ်းစားအောင်မေဆိုရင်လိုရှင်တဲ့ရလဲအပေါ်မှာ တွေ့တာနေတာအဲ့ဒီရလဲမရသေးဘူးဆိုရင်လေအဲ့ဒီရလဲကိုအရင်လိုရှင်နေတာအဲ့ဒီရလဲမရှိသေးဘူးကိုလိုရှင်နေတဲ့ရလဲတခုမရှိသေးဘူးလို့ဆိုလို့တယ်တကယ်တော့ရထားတွေဆိုသီးတိုင်အောင်အဲ့ဒီအရာကိုဘေးနာကထွက်ခွာသွားမှာကိုကြောက်တာအဲ့ဒီအရာဆုံးရှုံးသွားမှာကိုကြောက်နေတာစိုးရိမ်နေတာအဲ့ဒီတော့ကိုယ့်ရဲ့စိတ်ခင်စားချက်တွေ ကိုယ့်ရဲ့ emotion တွေဟာမကောင်းတဲ့ negative emotion တွေ negative စိတ်ခံစားချက်တွေဖြစ်နေတယ် law attraction အရာပြောမေဆိုရင် debt to the debt to ကိုဆွေးငင်ပါတယ်အဲ့ဒီတော့ဆုပ်ကိမ်ထားတယ်ဆိုတာကိုယ်မှမရှိတော့အဲ့ဒီအရာမရသေးတော့ရပြန်ရင်လေကိုယ်စီကထွက်သွားမှာကိုစိုးရိမ်နေတော့ဆိုတော့ debt to the debt to ကိုဆွေးငင်တဲ့သဘောတရားရဆိုရင်ဟိုကိုယ်မှမရှိဘူးဖြစ်နေတယ်ဆိုရင် မရှိတာကိုပဲဆွေးငင်မှာ ကိုကစိုးရိမ်နေတယ်ဆိုရင်စိုးရိမ်တာကိုပဲဆွေးနေမှာဒါကြောင့်ဆုတ်ကင်ထားတယ်ဆိုကြရကို့မှာ energy တွေနိုင်နေပါတယ်အဲ့ဒီလို energy တွေနိုင်နေတဲ့အခါမှာကိုနားမှာကိုလိုရှင်တဲ့အရာတွေမရနိုင်ဘူးအဲ့ဒီသဘောကိုဆိုလိုတယ် energy တွေနိုင်နေတဲ့အခါမှာကိုလိုရှင်တဲ့အရာဟာကိုအနာကဝေဝေးထွက်ခွာသွားတယ် တနည်းအားဖြင့်ပြောမေဆိုရင် energy နိုင်နေတဲ့အခါကိုလိုရှင်တဲ့အရာကိုကတွန်းထုတ်လိုက်သလိုဖြစ်တယ်အဲ့ဒီတော့လူတယောက်ကိုဆုပ်ကင်ထားတဲ့အခါအဲ့ဒီလူကကိုနားမှာရှိမနေနိုင်တာကကိုကအဲ့ဒီလူကိုတွန်းထုတ်လိုက်တာဖြစ်နေတော့ကိုရဲ့ energy ကတွန်းထုတ်လိုက်တာဖြစ်နေတော့သူကကိုနားမှာရှိမနေနိုင်ဘူးနောက်ထပ်ဒုတိယစကလုံးကလွှတ်ချလိုက်တာလွှတ်ချလိုက်တယ်ဆိုတာကိုအင်္ဂလိပ်လိုပြောမေဆိုရင်တော့ let go ပေါ့နော် let go လုပ်လိုက်တယ်အဲ့ဒီတော့သူတို့တွေစကားပြောတာကဘလို့ရှိနေဆို let it go let it flow လို့ပြောကြတယ် let it go လွှတ်ချလိုက်တယ်လွှတ်ချလိုက်တဲ့အခါမှာ let it flow energy စီးဝင်လာတယ်အဲ့ဒီတော့လွှတ်ချလိုက်တယ်ဆိုတာ attachment မရှိတော့ဘူး detachment ဖြစ်သွားတာမြန်မာလိုပြောမယ်ဆိုရင်တော့အစိုးရလေးတွေကြွာကြသွားတာပေါ့ကွာအစိုးရလေးတွေကြွာကြသွားတဲ့အခါကိုယ်မှာအရင်ရှိနေတဲ့ negative emotion တွေမရှိတော့ဘူးစိုးရိမ်တော့ကတွေမရှိတော့ဘူး မရတော့မှကြောက်တဲ့စိတ်တွေလည်းမရှိတော့ဘူးရလဲကိုလိုရှင်နေပါလေအဲ့ဒီရလဲမရသေးပါဆိုတော့ကင်းမင်းနေတဲ့စိတ်ကလည်းမရှိတော့ဘူးအဲ့ဒီတော့ကို့မှာကို့ရဲ့ energy တွေကို့ရဲ့ဒီ feeling တွေက negative emotion တွေကကို့စီကထွက်ခွာသွားတယ်ထွက်ခွာသွားတော့ဘာဖြစ်လာလဲဆိုရင်ကောင်းတဲ့ emotion တွေဝင်လာတယ် အဲ့ဒီ attachment ကိုခွာခြားလိုက်တာ ਨੇ ကိုယ်စိတ်ကစိတ်ချမ်းသာလာတယ်အဆင်ပြေလာတယ်ကိုယ်စိတ်မှာပျော်ရွှင်လာတယ်ကောင်းဝင်တဲ့စိတ်ခင်စားချက်တွေဖြစ်လာတယ်ဖြစ်လာတဲ့အခါမှာကိုယ့်ရဲ့ energy တွေမြင့်မားလာတယ် energy မြင့်မားလာတဲ့အခါမှာကိုလိုရှင်တဲ့အရာတွေကောင်းဝင်တဲ့အရာတွေဟာကိုယ်နားမှာရောက်နေတယ်အဲ့ဒီအခါမှာ universe ကလေကိုကိုဒီပိုင်းတိုင်းမင်းလို့ပြောရမယ်ပေါ့နော်အချိန်မဲအချိန်မဲဖြစ်သွားတယ် အဲ့ဒီလိုအချိန်မဲဖြစ်သွားတယ်ကောင်းမွန်တဲ့အချိန်အနေရောက်လာတဲ့အခါမှာကိုလိုရှင်တဲ့အရာတွေဒါမှမဟုတ်အဲ့ဒါထက်ပိုမိုကောင်းမွန်တဲ့အရာတွေကိုကိုနားကိုပို့ပေးမှဖြစ်တယ်။ဒါကြောင့်ကိုကတစုံတစ်ခုကိုဆွေးနေနေတယ်ဆွေးကြင်ထားတဲ့အခါမှာလူတွေက ကိုနားမှာမနေနိုင်တာ အဲအဲ့ဒီတော့ကိုယ့်ရဲ့ဒီအဆွေးလင်းတွေကိုခွာရှာလိုက်တယ်အဲအဲ့ဒီလက်ကိုလုံးလိုက်တယ်ပေါ့လွှတ်ရှာလိုက်တယ်ဆိုတဲ့အခါမှာမှ ကိုလိုရှင်တဲ့သူကကိုနားကိုယောက်လာတာဖြစ်တယ်